လေချင်ရေးကနေတန်ရအသိစားရသွားလို့ပွဲရဲ့ရွှေဆိုင်ကြရတဲ့ကြော်စော်ဝင်လေချင်ရေးတွေပါဂယူဆိုင်တင်ပြီပရိသတ်အားမဲ့များများကြော်ကြမမေးစပေါ့ချန်နယ်ကနေအားလုံးကိုပြန်လည်ကြော်လိုက်ပါရင်မြန်မာလူ့လောကရဲ့ထင်ရှားတဲ့ကစားမတူဖြစ်တဲ့ကြော်စော်ဝင်ဟာပြီးခဲ့တဲ့ရက်ကသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာဆင်မကောင်းစရာသတင်းတစ်ခုကိုမျှဝေခဲ့ပါရင် တူဝမ်ချန်ပီယံရှစ်ရဲ့အော်တိုဘာလပွဲစဉ်မှာပထမအဆုံးအကြိမ်ပါဝင်ထိုးတက်ဖို့ပြင်ဆင်ထားပေမဲ့လေးချင်ရရှိခဲ့တဲ့ဒဏ်ရာအသေးစားတစ်ခုကြောင့်ပွဲထိုးခွင့်မရခဲ့ဘူးလို့ပရိသတ်တွေကတောင်းပန်စကားဆိုခဲ့တာပါဒီဖြစ်ရကသူ့ရဲ့ကစားမပွားမှာခက်ခဲတစ်ခုဖြစ်လာခဲ့တယ်လို့သူကစောင့်မျှော်အားပေးနေတဲ့ပရိသတ်တွေအတွက်လည်းစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်ကျော်တော်ဝင်းဟာမြမရွာလဝေးလောကမှာနာမည်ကြီးတဲ့ကစားမအတူဖြစ်ပါတယ်မြမလဝေးဟာလက်ပလာနဲ့ထိုးတက်ရတဲ့အားကစားတစ်မျိုးဖြစ်ပြီးကမ္ဘာအနေနဲ့အများဆုံးတိုက်ခိုက်အားကစားလို့သတ်မှတ်ခံရပါတယ် ကျော်ဆောင်ဝင်းဟာဒီအင်္ဂစားမှာထိုးချုံတဲ့စွမ်းအင်ကိုပြသခဲ့သူဖြစ်ပြီးသူရဲ့လက်မြန်မှုအပပင်းထန်တဲ့ထိုးချက်တွေနဲ့အသေးနဲ့ဆွဲကောင်းမှုတွေအကြောင်းပရိသတ်ရဲ့လက်ခံအပင်းမှုကိုခိုင်မာရရှိထားသူဖြစ်ပါတယ်။သူဟာမြမလက်ဝဲပွဲတွေမှာအောင်မြင်မှုများစွာရရှိခဲ့ပြီးနိုင်ငံပွဲတွေမှာလည်းမြမကုံကိုပြသနိုင်ခဲ့ပါတယ်။ Decorate လက်ဝဲ TGL လိုမျိုးမြမနိုင်ငံရဲ့ထိတ်တန်းပြိုင်ပွဲတွေမှာကျော်ဆောင်ဝင်းကအတိုင်းအတာတစ်ခုတွေအောင်မြင်မှုတွေရယူထားနိုင်ခဲ့ပြီးသားဖြစ်ပါတယ်။လက်ရှိမှာကျော်ဆောင်ဝင်းဟာထိုင်းနိုင်ငံရဲ့နာမည်ကြီး Fedex Training Center မှာလေ့ကျင့်ဆင်နေပါတယ်။ ဖဲတက်ချင်းဆိုတာကကမ္ဘာအဆင့်မြင့်မွေတိုင်းတင်တန်းကြောင်းနေတဲ့ကတခုဖြစ်ပြီးဝမ်ချန်ပီယံရှစ်ကစားသမားတွေလေးချင်းရနေရာတခုလည်းဖြစ်ပါရင်ဒီချင်းမှာသူဟာသူ့ရဲ့ကစားသမားဘဝကိုပုံပုံမြင့်တင်ဖို့ပြင်းပြင်းထန်ထန်လေးချင်းနေကြတာပါကျော်တော်ဝင်းရဲ့လူမှုကွန်ရက် post အရသူဟာ2025အောက်တိုဘာလမှာဝမ်ချန်ပီယံရှစ်ပွဲစဉ်တခုမှာပထမဆုံးအကြိမ်ပါဝင်ထိုးသက်ဖို့အတွက်စီစဉ်ထားခဲ့ပြီးသားဖြစ်ပါရင်ဒီပွဲစဉ်ဟာကျော်တော်ဝင်းအတွက်သူ့ရဲ့ကစားသမားဘဝမှာအချိုးအကွေးတခုဖြစ်လာနိုင်တဲ့အခွေအရေးတခုပါဒါပေမဲ့ပွဲမတိုင်ခင်ဆေးဆေးမှုမှာသူဟာလေးချင်းရရှိခဲ့တဲ့ဒဏ်ရာအသေးစားတစ်ခုကိုဆရာဝန်တွေကတွေ့ရှိခဲ့ပါတယ် တရားကမပြောပါတော့ဘူးလို့ဆိုပေမဲ့ဆရာဝန်နေနဲ့ဖဲတက်ချင်းရဲ့တထေးတို့ကသူ့ရဲ့ကျမကြီးကိုဦးစားပေးပြီးလက်ရှိချိန်မှာပွဲထိုးခိုင်းဖို့မတင်ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီဆုံးဖြတ်ချက်အောင်ကျော်တော်ဝင်းရဲ့ရေရှည်ကစားမဘွားကိုကာကွယ်ဖို့ရွေးတာဖြစ်ပြီးသူ့ရဲ့ကျမကြီးကိုလည်းထားတဲ့ချင်းကပ်မှုတစ်ခုလို့ယူဆရပါတယ်။ကျော်တော်ဝင်းကသူ့ရဲ့ post မှာဒီပွဲအတွက်ဘယ်လောက်ထိပြင်ဆင်ခဲ့ရတယ်ဆိုတာကိုဖွင့်ရခဲ့ပါတယ်။ သူဟာဝိတ်ကို61ကီလိုဂရမ်ထိချထားခဲ့ပြီး One Championship Hydration Test ရေထဲစစ်ဆေးမှုကိုအောင်မြင်မှုအတွက်နေ့စဉ်စနစ်တကျပြင်ဆင်ခဲ့လို့ဆိုပါရင်ဒီလိုပြင်းထန်တဲ့လေ့ကျင့်မှုနဲ့စီကံတင်းကျပ်မှုတွေကသူ့ရဲ့စိတ်ပိုင်းဖျက်မှုနဲ့ကစားမပွားပေါ်အာယုံဆိုင်မှုကိုပြသနေပါရင်ဒါပေမဲ့ဒဏ်ရာကြောင့်ပွဲထိုးခွင့်မရခဲ့တာကသူ့အတွက်ရောပရိသတ်တွေအတွက်ပါဆေးပြေးစရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါရင်ကျော်တော်ဝင်းရဲ့ဒီပွဲပြင်းမှုဟာသူ့အတွက်ပရိသတ်တွေအတွက်ပိုပြီးတော့စိတ်မကောင်းစရာဖြစ်ခဲ့ရပါရင် PA Post မှာဖော်ပြထားသလိုပြည်သက်တွေဟာဒီပွဲအစဉ်ကိုဆင်အားထက်သန်စွာနဲ့စောင့်မျှော်နေကြပါရင်အထူးသဖြင့်မြန်မာနိုင်ငံကပြည်သက်တချို့ဟာသူ့ကိုအားပေးဖို့အတွက်ထိုင်းနိုင်ငံကိုဒုက္ခလာရောက်ဖို့လေရင်လက်မှတ်တွေကိုပါဝယ်ယူထားပြီးဖြစ်တယ်လို့ဆိုပါရင်ဒီလိုဝင်းကြီးကနေလာရောက်အားပေးဖို့စီစဉ်ထားတဲ့ပြည်သက်တွေအတွက်ဒီသတင်းကစိတ်ပြည့်စရာဖြစ်ခဲ့မှာသိကြပါရင်ဒါပေမဲ့ကျော်စောင်းဝင်းရဲ့တောင်းပန်စကားဟာသူ့ရဲ့ရိုးသားမှုနဲ့ပြည်သက်တွေကိုတန်ဖိုးထားတဲ့စိတ်ထားကိုပြသနေပါရင် တို့ကပရိသတ်တွေကိုလင်းနဲ့တောင်းပန်ပါရယ်ခမားလို့ရေးသားခဲ့ပြီးဒိန်အားကိုစနစ်တကျကုသပြီးပြန်လည်ပြင်ဆင်မယ်လို့ကြေပေးခဲ့ပါရယ်ဒီလိုပွင့်လင်းစွာဆက်သွယ်မှုကပရိသတ်တွေနဲ့သူရဲ့ဆက်ဆံရေးကိုပို့ပြီးတော့ခိုင်မာစေပါရယ်မြန်မာပရိသတ်တွေအတွက်ကျော်စွာဝင်းဟာနိုင်ငံကုန်ကကမ္ဘာစင်မြင့်ပေါ်မှာပြသနေတဲ့သူရဲ့ကောင်းတူးဖြစ်တာမို့သူရဲ့ဒီလိုစိတ်ပြန့်စရာခိုင်တက်မှာတော့မှအားပေးမှုတွေဆက်လက်ရှိနေမှာအမှန်ပါတိုက်ခိုက်အားကစားလို့ပြင်းထန်တဲ့အားကစားမျိုးမှာဒိန်အားကစားမရနိုင်ပါရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုပါ ကျော်ဝင်းရဲ့ဂျင်အားကမပြောပါလောက်ဖြစ်ဖြစ်မယ်ဆရာဝန်လေးနဲ့ဂျင်တရရဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့ရေရှည်ကျမ်းမာရေးကိုဦးစားပေးတဲ့ချင်းကမှုကိုပြသနေပါတယ်ဒီလိုဆုံးဖြတ်ချက်မျိုးဟာတိုက်ခိုက်ရေးအကစားမှာရေးချီပါတယ်ဘာကြောင့်ဆိုတော့ဒဏ်ရာအသေးစားတစ်ခုဟာမကူတာပဲဆက်လက်ထိုးတက်မယ်ဆိုရင်ပုံပုံဆွေးရတဲ့ဂျင်အားတွေကိုပါပြောင်းလဲသွားနိုင်ပြီးကစားသမားရဲ့ဘွားတစ်ခုလုံးကိုထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်ကျော်ဝင်းအနေနဲ့နောက်ဆိုရင်လင်းချင်ရေးပြုလုပ်တာတွေကိုစင်စင်ကြင်ကြင်နဲ့အကျိုးရှိရှိပြုလုပ်နိုင်ဖို့မျှော်လင့်ပါတယ်တစ်ခါကနေတစ်ခါဆိုရင်ဒါက professional ကစားသမားတယောက်အတွက်ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်တာကြောင့်ပါ အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ